okay ကျွန်တော်ဒါတော့ final မူအကောင်းဆုံးထုတ်ပြန်တော့မှာဖြစ်ပါလေလက်ဆောင်ကဏ္ဍလေးလေးအနေနဲ့လက်ဆောင်ကဏ္ဍနေနဲ့တော့ကျွန်တော်ပြီးသွားမယ်နံပါတ်၄ရဆိုရင်ဒီထက်မှာတော့ပြမယ်ထက်မှာတော့ကဏ္ဍတို့ပြောင်းပြန်လို့ဖြစ်တယ်နော်ဒါလေးကိုလည်းလက်ဆောင်နေနေတော့အဲပြေးလိုက်မယ်လीနော် ဲ့တော့ဒီကနန်းလက်ဆောင်လေးနဲ့ပြေးလိုက်တဲ့ကနန်းတော့ကျွန်တော်တို့လေးပင်ပေါ်မှာရိုက်သွားတဲ့ကနန်းကျွန်တော်ဒီ၅ဘရိတ်လေးဆိုတဲ့ကနန်းကိုတော့ဒါ၅၆လေးအနည်းနဲ့ကနန်းစော်သွားတဲ့ကနန်းလေးတွေပြေးလိုက်တယ်ဒါခွန်၅ခွန်ဆိုတဲ့၉ဘရိတ်ကိုတော့၁၁၆အနည်းနဲ့ကနန်းထည့်ပြေးလိုက်တယ်၃ည၆၃ဆိုရဲ၉ဘရိတ်ကြီးကိုလေ၉၃ည၃ညဆိုရဲ၉နေပဲ ျွန်တော်လက်ဆောင်လေးဒီနံပါတ်မှာလေးပေးလိုက်ပါလေဒီ6664ဆိုတာခွန်ခွန်3ည4လို့ကျွန်တော်တို့အနေနဲ့လေးကဏ္ဍလေးတွေကိုဒါ equally တိုက်ဆိုင်မှုရှိနိုင်မဲ့နံပါတ်တစ်ခုပေးလိုက်ပါလေဒါအဲ့တော့ကျွန်တော်တို့ဒါနံပါတ်5အနေနဲ့ကဏ္ဍစော်ခေတာဒီနံပါတ်9အနေနဲ့စော်ခေတာဒီကျွန်တော်ဒါ3 9ဒါတော့ကျွန်တော်3 4 အဲ့တော့ဒီဘက်က9 break နေ socket တွေကနေတော့ဒါ964ဒီဘက်9 break နေ socket တွေကနေကူတော့တနစ်6ကျွန်တော်ဒီ9 break နေ socket တွေကနေကတော့9 3 3ညာကျွန်တော်တို့ဒီ6 break နေ socket တွေကနေလေးဦးတော့ခွန်ခွန်3ညာနေနဲ့ပြီးခဲ့တယ်အဲ့နေရာမှာကျွန်တော်တို့ဒီဇလန်းတွေပြောခဲ့ပြီးပါပြီနော်အဲ့တော့ဒီနံပါတ်9ဆိုတော့ပါရွယ်လေးဆိုဒီကနေ3 ကိုးနေဒီနံပါတ်၃မြောက်ကိုးလို့ရည်ရခဲ့တယ်လို့ကျွန်တော်ဒီနံပါတ်၈ဆိုတဲ့ကနဘာရည်ရခဲ့လဲဆိုဒီ၃လုံး၃မြောက်နဲ့ဒီနံပါတ်၈ကိုရှင်းလို့ရည်ရခဲ့တယ်လို့ကျွန်တော်ဒီနံပါတ်ခွန်ဆိုတဲ့ကနဘာရည်ရသွားလဲဆိုရင်ဒီကန၃လုံး၃မြောက်နဲ့ဒီနံပါတ်ခွန်ခွန်လို့ရည်ရခဲ့တယ်လို့ကျွန်တော်ဒီနေရာမှာနံပါတ်၈ဆိုတဲ့ကနတော့ဒီကန၃လုံး၅နဲ့နံပါတ်၃နဲ့မှ၈တို့ဆိုပြီးတော့နံပါတ်၃ဆိုတဲ့ထိပ်စီရလေအင်မတန်ပါပဲကောင်းလာပါလေလို့ နော်အဲ့တော့ဘာကိုရည်ရဲလဲဆိုလို့ရှိရင်တော့ဒါဒီ၃လုံး၉ကိုနံပါတ်၃ညာနဲ့ဆိုဟိုဒီနံပါတ်၉ဖြစ်တဲ့ကဏ္ဍကိုစောခြင်းဖြစ်တယ်ဒီကဏ္ဍ၃လုံး၃ညာနဲ့နံပါတ်၈နဲ့၈ဆိုရင်ဒီနံပါတ်၈ဆိုတဲ့ကဏ္ဍကိုရည်ခြင်းဖြစ်တယ်နော်အဲ့ဒါလေးရေးထားပြလိုက်ဒီအဲ့တော့ကျွန်တော်ဒီကဏ္ဍ၃လုံး၃ညာနဲ့နံပါတ်9နဲ့9လို့ဖြစ်တဲ့ဆိုရင်ဒီထိပ်စည်းနံပါတ်9ရဲ့အဖြစ်ဖြစ်တယ်ဒါကြောင့်ဒီကဏ္ဍ၃လုံး9နဲ့ ကျွန်တော်ဒီနံပါတ်3နဲ့ဆိုရှစ်ဆိုရင်ခဏဒီနံပါတ်10ဖြစ်တယ်နော်ဒါတူတွဲနေတယ်ခဏရဲ့အသေးပေးဆိုလို့ရှိကျွန်တော်ဒီခဏ3လို့5လေးရဆိုလို့ရှိဒါဒီ5 6ပေါ့နော်အဲ့ဒီ5 6လေးဆိုရင်ခဏထည့်တာဒါဒီခဏ3လို့9ဆိုရင်ခဏတော့10နဲ့6ထည့်တယ်ခဏဖြစ်တယ်ဒါဒီခဏလည်း3လို့9ဆိုရင်အသေးပေးရတော့9 3 3ဖြစ်တယ်ဒီခဏ3လို့4ရဲ့အသေးပေးရတော့9 9 3 ဲ့လိုကနန်းဆွဲပြီးတဲ့အခါမှာကျွန်တော်နောက်ကနန်းကိုတော့ကျွန်တော်ဒါဖြစ်ချင်းတယ်ပဲကနန်းဆွဲခဲ့တယ်နံပါတ်2ဆိုရင်ကနန်းနော်အဲ့နံပါတ်2လေးရဆိုလို့ရှိတော့ကျွန်တော်ကာလာလေးတစ်ချက်ပြောင်းပေးလိုက်မယ်နော်အဲ့နံပါတ်2ရဆိုလို့ရှိကျွန်တော်ဘာရိုက်သွားလဲဆိုတာတုံညာဆိုရင်ကနန်းကိုရိုက်တာပေါ့နော်အဲ့တော့ကျွန်တော်ကနန်းလေးလွတ်လပ်တော့ထည့်သွားလိုက်တယ်ချောင်းတုံညာလေးဆိုရင်ကနန်းကိုတုံညာလို့ ကနန်ဒီဖက်ကတော့ပြီးခင်းတယ်ပြန်နော်ဒီ693ဆိုရင်ကနန်ဒီဟာဆိုရင်တုံညာလိုက်နေတယ်ကနန်လေးတွေပြီးခင်းတယ်ပြန်နော်အဲ့တော့ကျွန်တော်ဒီ973တုံညာဆိုရင်ကနန်လေးတွေပြီးခင်းသွားရင်နေကျွန်တော်ဒီ1ခွန်းဆိုရင်ကနန်ကူလေးတုံညာပါပဲလို့ကျွန်တော်ကနန်ခင်းပြထားတာပေါ့နော်အဲ့နံပါတ်2ဆိုရလေးရှင်းပြခဲ့ပါပြီနော်အဲ့တော့ကျွန်တော်တို့အနည်းနဲ့ဒါ3တုံညာ2ဆိုရင်ကနန်ကလေးထွက်လာတော့မှာပါနော်ထွက်လာတော့မှာပါ နော်အဲ့ဒီနံပါတ်လေးဟာဆိုရင်ထွက်လာတော့မှာပေါ့နော်အဲ့ဒါတော့ oh sorry ဒါတုံများအနေနဲ့ကနခင်းသွားတဲ့နံပါတ်ကူလေးဒါဆော့ပြသွားတယ်ပေါ့နော်ဟုတ်ပြီလားအဲ့တော့ကျွန်တော်တို့ဒါဆော့ဆော့တော့ဒါဒီကိုရိုက်တာပေါ့နော်ဒီနံပါတ်ကိုဆိုရင်ကနရိုက်တာပေါ့နော်ဒီနံပါတ်၈ဆိုရင်ကနရိုက်တာပေါ့နော်ထိစီးရဒီနံပါတ်ခေါ်ဆိုရင်ကနရိုက်တယ်သူကဒီမှာနံပါတ်၈ပြည့်တဲ့အတွက်မလို့နော်ဒါ၅၃၈ဆိုရင်ကန တာဝလေးကျွန်တော်သုံးသုံးညာနဲ့အနေနဲ့တကွပေးပြလိုက်တယ်နော်အဲ့ဒါသုံးသုံးညာနဲ့ဒါတော့နှုတ်နေပဲဆွဲပြမှာပေါ့ဗျာနော်နှုတ်နေဆိုလည်းမဖြစ်ဘူးဆိုကဲပြီးပါပြီဒါတော့လက်ဆောင်လေးဒီကဏ္ဍလေးကလေမထင်မှတ်တဲ့နံပါတ်လေးဖြစ်တယ်ပေါ့နော် ဒီမတင်မတ်တဲ့နံပါတ်လေးကိုလေကျွန်တော်တို့ကကနန်းအနေထားနဲ့အချင်းချင်းပြီးတော့ကနန်းစော်ပြသွားမှာတော့ဖြစ်တယ်နော်ဒါတော့ကျွန်တော်တို့ဒီ complaint မှန်ခဲ့တဲ့ဒီကနန်းသုံးလုံးတင်တဲ့ပတ်သက်လို့ကနန်းပြသွားမိပြန်နော်ဒီ complaint မှန်ခဲ့တဲ့ကနန်းရင်မလို့ဒီသုံးလုံးသုံးနေကနန်းပြသွားမှာဖြစ်တယ်တို့အိမ်မှာဒီ complaint ကြီးမှန်ခဲ့လို့ဒီသုံးလုံးရှင်နဲ့ကနန်းပတ်သက်တာလေးတွေ တတ်တကွက်ခဏစော်သွားလိမ့်မယ်နော်အဲ့ဒါတော့ကျွန်တော်တို့ဘယ်လိုစော်သွားမလဲဆိုလို့ရှင်ပေါ့လေခဏထဲတဲ့နေရာပေါ့လေနော်သူကဘာကိုရည်ညင်းပြီးတော့ရည်ညွတ်ပြီးတော့ဒီခဏနေရာခဏဘာကိုထဲလေဆိုတဲ့အသိပေးကိုခေါ်တာပေါ့နော်တော်တော့ကျွန်တော်ကကနန်းရိုက်လိုက်တာတော့ကနန်းရိုက်လိုက်တာတော့ ဘာကိုရိုက်လိုက်လဲဆိုလို့ရှိဒီကဒန်းတုံးခေါ်လို့သူတော့ဖြစ်လို့ရှိဒီ6 9နှစ်ခေါ်လို့ကဒန်းထည်ပြန်တော့တော့ဒီ3 9 9တက်လို့ကဒန်းထည်လို့ရှိရင်ဒီ6 8ခေါ်ဆိုရယ်ကဒန်းကိုတက်လို့သူတက်ထည်ပြန်တော့အဲ့တော့ကျွန်တော်ဒီခွန်လေးဒီကဒန်းပါထည်လို့ရှိရင်ဒီကဒန်းတုံးလို့ထည်မနေရပါကျွန်တော်တို့အသုံးပြလိုက်တဲ့ကဏ္ဍပေါ့နော် အဲ့ဒီကနဘာကိုအသုံးပြုလဲဆိုတော့ကျွန်တော်ဒီ6 6နှစ်မှာဆိုလို့ရှိရင်ဒီနောက်နှစ်ကနအဆိုလို့ရှိပေါ့သူထဲလိုက်တာဒီ6 6နှစ်ဆိုရင်ကနကိုဒါသူထဲတယ်ကနရဲ့အဓိပ္ပာယ်ပဲတက်ရောက်တယ်ဒီနံပါတ်3ဆိုရင်ကနတော့ရောက်တုံညာခွန်ဆိုရင်ကနကို3ရဲ့အဓိပ္ပာယ်ပဲတက်ရောက်တယ်ဒီနံပါတ်ခွန်ဆိုရင်ကနတော့ခွန်9ဆိုရင်ကနကို3လုံးခွန်ပါဆိုရင်အဓိပ္ပာယ်ပဲတက်ရောက်တယ်အဲ့ဒီအဓိပ္ပာယ်တက်ရောက်တဲ့ကနရဲ့တင်ဂီတာတွေဟာ ျွန်တော်တို့အနေနဲ့ကနန်းကြည်ပြီးတဲ့အခါမှာကဲဘေးကနန်းကသူကဦးစားပေးရိုက်တယ်ဆိုလို့ဒီကနန်းသုံးလို့နေလို့ထဲလိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီ96နှစ်ဆိုရင်ကနန်းကခွန်လို့တွားဖြစ်တယ်နော်အဲ့ဒါခွန်လို့တွားဖြစ်တဲ့ဆိုရင်ဒီနံပါတ်2ရဲ့ဒီနံပါတ်4ရဲ့နံပါတ်2ခွန်ပါပဲလို့သူကကနန်းစင်ချတယ်ဗျနော်အဲ့ဒါကနန်းအဲ့လိုကြီးစင်ချတယ် ကျွန်တော်ဒီနံပါတ်3ကတော့ဒါ6390ခုံ3လူထည့်လို့လို့ရှင်ဒီ6ခုံ6ဆိုရဲ6ခုံဆိုရဲ1ဆိုရဲကနန်းစုလို့ရှင်ဒါ399ဆိုရဲကနန်းဦး1အဓိပ္ပာယ်သိရမယ်အဲ့တော့ဒီနေရာမှာဆိုလို့ရှင်ဒီနံပါတ်ခုံ3လူခုံထည့်လိုက်လို့ဒီကနန်း3လူ1အဓိပ္ပာယ်ကိုရောက်သွားတာနည်းခွန်လေးသူညာဆိုရဲကနန်းဦး1ပါပဲလို့ဒီရဲ့အဓိပ္ပာယ်ကိုတက်ရောက်တယ်နာအဲ့လိုအဓိပ္ပာယ်တက်ရောက်ပြီးမှဒါလေကနန်းရဲ့အဓိထားကိုကြီးမဲ့ဆိုရင်တော့ ခဏအပူပဲဖြစ်တာပေါ့ဗျာဒီလိုကြီးနဲ့သုံးလုံးညပဲဖြစ်မှာပေါ့နော်ဒီလိုကြီးနဲ့သုံးလုံးသုံးရဲ့အသေးပဲဖြစ်မှာဒါသုံးလုံးလေးရဲ့အသေးပဲကိုခေါ်လို့မရတော့ဘူးဒါသုံးလုံးခေါ်အောင်ခေါ်ရဲ့အသေးပဲပဲခေါ်ရမယ်ဆိုရင်တော့နံပါတ်၁ခဏကရှေ့ခဏနှလုံးတူပဲခဏဖြစ်နေတဲ့အတွက်မလို့ဒါ110ဆိုရင်ခဏရဲ့အသေးပဲပဲတက်ရောက်တယ်နော်အကေကိုနေနေပေါ့လေ ဒါမရဘူးဗျဟိုကရှစ်သက်ထေလေမဖြစ်ဘူးဗျ။ तू ကဒီတုံညာကကနန်းတူနေတယ်ဒီ6ကြည့်ကကနန်းတူဒီ6ကြည့်ကလည်းဒီဖက်လက်ခော့မယ်ဒီဖက်လက်ခော့မယ်ဆိုရဲဒီနှစ်သုံးခွန်ဆိုရဲကနဒီနာပတ်နှစ်ကဒီလိုကြည့်နေဒီနှစ်ကြာမှာပဲဒီသုံးကြည့်နေဒီလိုကြာမှာပဲဒီနာဘခွန်ကြည့်နေဒီလိုပဲထဲတင်တဲ့နံပါတ်မျိုးဖြစ်တဲ့ဆိုတော့ကနရှင်နှလုံးတူနေတဲ့အတွက်မို့110အနေနဲ့လေလက်ဆောင်ဖြစ်တော့ပြီးလိုက်တယ်။နာ အဲ့ဒါသူကြမယ်ကနသုံးလုံးခုံဒီလိုသုံးလုံးခုံလို့ကနထဲတဲ့နံပါတ်ပေါ့နော်ဟုတ်ပြီလားဒီဖက်ကြီးလည်းခွန်ပဲပြင်ပါဖို့ဗျာနော်ဒီလိုသုံးလုံးတက်ဆိုလို့ရှိဒီဖက်ကြီးလည်းတက်ပဲပြင်ပါဖို့ဒီဖက်ကြီးလည်းတက်ပြင်ပါဖို့ဒီလိုသုံးလုံးတက်ဆိုရင်သုံးခုံတက်ကလမ်းကြီးလည်းပြင်ပါဖို့ခွန်သုံးတက်လမ်းကြီးလည်းသူရိုက်တာဒီနံပါတ်နဲ့နံပါတ်3ရဲ့နံပါတ်4ရဲ့ရိုက်ပြီးမှာလားဒီကနရဲ့အဓိပ္ပာယ်လေးကိုကျွန်တော်ထည့်ရိပ်ပြခြင်းဖြစ်တယ်နော်အဲ့ဒါ110 ဲ့ဒါလေးတော့လက်ဆောင်နေနဲ့ပြရခြင်းဖြစ်တယ်ကဲဖိုင်နယ်မူလေးအားလုံးပေါ့ပါစီနော်အဲ့တော့နင်းစီကိုကနေပြီးတော့မှဒီဖိုင်နယ်မူလေးကိုဒါမဖြတ်ပါဘူးဒါလိုက်တင်ပေးလိုက်ပါလေနော်အဲ့တော့ဒီဖိုင်နယ်မူလေးကဆိုလို့ရှိရင်တကွက်သေးပြလို့ရပြီမဲ့ကံတရားကြောင့်အားလုံးအဲကျွန်တော်တို့အကောင်းဆုံးအနေနဲ့ရွေးချယ်လိုက်တဲ့နံပါတ်လေးကိုတော့ရွေးချယ်သွားမှတကွက်ကောင်းလို့ပြပေးမိလीနော်အဲ့တော့ကိုကိုတို့ ဒါမူအရာကိုအရင်ပြောလိုက်မယ်မဟုတ်နေရကျွန်တော်မူချမ်းပဲပြောတာပေါ့နော်ဒါတော့မူချောပြောလိုက်မယ်ဒီကနန်းသုံးလုံးငါလို့သူကကနန်းစီထားတဲ့နံပါတ်ကိုနော်ဒီတက်ကနေစီတာနော်ဒါအခုသုံးလုံးငါဆိုရင်ကနန်းတွေ့တာအဲ့ငါဆိုလို့ရှိရင်ကျွန်တော်ဒီထိတ်စီးနံပါတ်6နဲ့ငါပါဆိုရင်ကနန်းကိုခေါ်ရိုက်တာဘာအဓိပ္ပာယ်နဲ့ခေါ်ရိုက်လဲ ခဏဘယ်လိုဖြစ်နိုင်လဲဆိုတော့ကျွန်တော်ဒါကြည်အောင်ပေါ့နော်ဒီ3လုံး9ရဲ့အဓိပ္ပာယ်နဲ့သူဘာလို့ခေါ်ရိုက်သွားတာလဲဆိုတော့အဓိပ္ပာယ်လေးကိုဖော်ပြမယ်ပေါ့နော်ကျွန်တော်တို့ဒီနေရာမှာဆိုရင်ဒီကဏ3လုံး9ရဲ့အဓိပ္ပာယ်လေးပေါ်တာပေါ့နော်အဲ့ဒီခွန်ရဲ့အဓိပ္ပာယ်ပေါ်တဲ့ဒီနံပါတ်2ဆိုတာလေကျွန်တော်တို့ဒီနယ်လေတိုင်းနံပါတ်9ထိပ်စည်းနည်းနည်းဒီထိပ်စည်း3ယောက်ဘာလို့ခွန်လို့ကဏ္ဍဖော်ချသွားတာလဲပေါ့နော်ဒါလေးရှင်းပြမယ် အဲ့တော့ကျွန်တော်ဒီနေရာမှာဆိုလို့ရှိရင်ကဏ္ဍ3လူ1ဆိုရယ်ကဏ္ဍ3ရောက်နေတယ်399ဆိုရယ်ကဏ္ဍ1ပါလို့သူကကဏ္ဍစီထားတယ်ကဏ္ဍကိုတွေ့ရမယ်အဲ့ဒီ1ဆိုရယ်ကဏ္ဍဆိုလို့ရှိရင်လေတိုင်းနံပါတ်4နံပါတ်9နံပါတ်3ညာထိပ်စီးနေတက်ပါလို့ကဏ္ဍစီထားတာဒီအဲ့လိုတွေ့ရမှာပေါ့နော်ဒါဆိုရင်ကျွန်တော်အနေနဲ့ဒီရဲ့ကဏ္ဍရဲ့ဆောမှုမှာဘယ်နံပါတ်ကအတင်းတော်ဆုံးဘယ်တကွက်ကြီးอ่ะဆိုရင်အကောင်းဆုံးဖြစ်မယ်ပေါ့နော်ဒါကိုကျွန်တော်ကဏ္ဍစီပြပြီးတော့ တွက်ထုတ်မှာဖြစ်တယ်။အဲ့တော့လောလောဆယ်ကျွန်တော်တို့ကဏ္ဍစီပြမှာပေါ့နော်။အဲ့တော့ကဏ္ဍစီတဲ့အခါမှာကျွန်တော်တို့အနည်းနဲ့ကဏ္ဍပတ်တဲ့ဆိုရင်ကဏ္ဍစမှာပေါ့နော်။ခွန်လေးတစ်ဆိုတာနှစ်ဖြစ်ရင်နံပါတ်3ညာနံပါတ်6နံပါတ်4ဆိုရင်ကဏ္ဍမှာနှစ်လို့ဖြစ်တာပေါ့နော်။3ညာ6လေးမှာနှစ်လို့ဖြစ်တာ။အဲ့ဒီနံပါတ်နှစ်လို့ကျွန်တော်တို့ကစားထည့်လာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်နံပါတ်9ဆိုရင်ကဏ္ဍဖြစ်တာပေါ့နော်။ခွန်လေးနဲ့3ဖြင့်3ညာ6လေးက3ဖြင့်ပါ။ နံပါတ်3ဆိုရင်နံပါတ်3ညာဖြစ်မှာပေါ့နော်နံပါတ်4ဆိုရင်ဒီမှာနံပါတ်7ဆိုရင်ထိပ်စည်းတွေဖြစ်မယ်ကျွန်တော်တို့ဒီမှာနံပါတ်5ပါဆိုရင်တော့နံပါတ်2ဆိုရင်ကနားဖြစ်မယ်နံပါတ်6ဆိုရင်နံပါတ်3ဆိုရင်ကနားဖြစ်မယ်နံပါတ်9ဆိုရင်နံပါတ်4ဆိုရင်ကနားဖြစ်မယ်နံပါတ်10ဆိုရင်နံပါတ်5ဆိုရင်ကနားဖြစ်မယ်နံပါတ်9ဆိုရင်နံပါတ်6ဖြစ်မယ်နံပါတ်3ညာဆိုရင်နံပါတ်9ဖြစ်မယ်ဆိုရင်ဒါအခုကျွန်တော်ရှင်းပြလိုက်တဲ့ ဒီကနန်းသုံးလုံး၅ဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့အနေနဲ့ဒီခွန်6နှစ်ဆိုတဲ့ကနန်း၅ရဲ့အဓိပ္ပာယ်ကိုဖော်ဆောင်နေကနန်းဖြစ်တယ်နော်။ဟိုဘက်ဖုန်းတော့အဲပြီးမှပဲ share လိုက်မယ်လीနော်။အဲဒီကနန်းသုံးလုံးခွန်ရဲ့အဓိပ္ပာယ်ဆိုလို့ရှိရင်ဒါ၅နှစ်၃ညခွန်ရဲ့အဓိပ္ပာယ်တက်ရောက်တယ်။ဒါဒီကနန်းသုံးလုံးတက်ဆိုလို့ရှိရင်၄ခွန်၃ညဆိုတဲ့ကနန်းအဓိပ္ပာယ်တက်ရောက်တယ်။အခုဒီကနန်းသုံးလုံးဟာပေါ့နော်။အဲကျွန်တော်တို့ကနှစ်ပါလို့ကနန်းထည့်လို့ရှိရင်ဒါ၃ညရှစ်လေးဆိုတဲ့ကနန်းကိုနှစ်ပါလို့ နော်ဒီဒေးဗစ်တယောက်တွေဒါဒီမှာ ကျွန်တော်တို့အနေနဲ့ကနန်းနေစီထားတဲ့နံပါတ်ဖြစ်တယ်။ကဲအလေးတိုင်းနံပါတ်ကအလေးတိုင်းနံပါတ်အနေနဲ့လေကနန်းတလုံးရဲ့အဓိပ္ပာယ်ပဲဆွဲမှမလို့လေ။နော်တလုံးရဲ့အဓိပ္ပာယ်တကွက်ရဲ့အဓိပ္ပာယ်ပဲဆွဲမှမလို့။နော်ဒါပြီးတော့ရှင်းပြမယ်ပြမလွတ်တန့်တော့ပြောလိုက်မယ်ဒါတကွက်ရဲ့အဓိပ္ပာယ်ပဲဆွဲလိုက်မယ်လို့ သူကထဲလိုက်တဲ့ဒီနံပါတ်၄ဗျအဲ့ဒီနံပါတ်၄နဲ့ဒီနံပါတ်၈နဲ့ကိုဒီကောင်ဘာကောက်ထဲလဲဆိုတော့နှစ်ဆိုရင်ကနကောက်ထဲဒီ၄၈ဆိုရင်ကနနံပါတ်၄ဆိုရင်ကနထဲဗျဒီမှာထဲရမယ့်နံပါတ်၆တလုံးကျက်နေအဲ့ဒီနှစ်ကသူကလမ်းထဲလိုက်တာကတော့ကျွန်တော်တို့ဒီ၆၆ဆိုရင်ကနလမ်းထဲတယ်ဗျဒီ၆၆ဆိုရင်ကနအဲ့ဒီနှလုံးနှစ်ကို၆၆လမ်းထဲနော်အဲ့ဒါကျွန်တော်တို့ဒီနေရာမှာဆိုရင် နစ်နစ်တက်မှာနံပါတ်1ကိုထည့်ရမှာဒီ99ဆိုတဲ့၈ဆိုတဲ့ကနားထည့်မယ်ဗျာနော်ဘာထည့်မလဲဆိုတော့ဒီ99ဆိုတဲ့ဒီကနားနှလုံး၈ကိုကျွန်တော်ထည့်မယ်အဲဒီကနားနှလုံး၈ဆိုတဲ့ကနားကိုကျွန်တော်ညိနေဟောဒီကနံပါတ်6ရေနံပါတ်8လို့ကနားထည့်မယ်ဗျာနော်အဲဒီတော့ကျွန်တော်ဒီနေရာမှာဆိုရင်ခွန်ခွန်9မှာဆိုရင်နံပါတ်9နဲ့ကျွန်တော်နံပါတ်8နဲ့3လို့ထည့်တယ်ဗျာနော် အဲ့တော့ကျွန်တော်ဒီနေရာမှာဆိုရင်ဒီနံပါတ်9နဲ့နံပါတ်10ကို3လို့ထည့်ရကနေအဲ့နံပါတ်3ကိုကျွန်တော်ထည့်မယ်ကနေနံပါတ်6နဲ့နံပါတ်9နဲ့3လို့ကျွန်တော်ထည့်သွားလိမ့်မယ်နော်အဲ့တော့ကျွန်တော်ဒီနေရာမှာဆိုလို့ရှိရင်ဒီအလေးတိုင်းထည့်မယ်ကနေကျွန်တော်နံပါတ်6နဲ့နံပါတ်3နဲ့โอ้สุริกนะปะทาเลยเนี่ยนะดี63สุริกนะบ่าวปะเลยสุนัมเบอร์9หลุปะเลย အဲ့နံပါတ်ကိုထဲမင်ကနကျွန်တော်နံပါတ်ခွန်ရေနံပါတ်နေကိုပါနော်အဲ့တော့နံပါတ်ခွန်နဲ့နံပါတ်နေနဲ့ကိုပါလို့ကနန်းကအဲ့လိုပြထားတယ်ဆိုရင်ဒါနံပါတ်နေနေနဲ့ကျွန်တော်ကနန်းတွင်းလိုက်တယ်ပေါ့နော်အဲ့မှာကနန်းတွင်းလိုက်တယ်နော်ဒါအထိုင်ကိုအငိမ့်တွင်းလိုက်တာဒီကနန်းတလုံးလို့တွင်းလိုက်တယ်ဗျာဒါနံပါတ်နေနေနဲ့တွင်းလိုက်တယ် ဲ့တော့နံပါတ်1ဆိုတဲ့ကနေ့နဲ့ကျွန်တော်တွင်းလိုက်တဲ့အချိန်မှာရွေးချယ်မှုအလုံးထဲမှာတော့ဒီရှင်းနှစ်တဆိုတဲ့ကနန်းတကွက်ဟူတာကျွန်တော်ရွေးချယ်လိုက်တယ်ပေါ့နော်အဲ့ဒီအလုံးထဲမှာနံပါတ်6ရဲ့နံပါတ်2နံပါတ်3တကွက်ထဲရွေးချယ်လိုက်တယ်နံပါတ်ကတော့ဒီနံပါတ်2ရဲ့ကနန်းတူညီမှုဆွဲပေးလိုက်တဲ့နံပါတ်က ဒီကနန်း၃လူလေးကိုဖော်ဆောင်ထားတဲ့နံပါတ်ကိုဆွဲလိုက်တယ်။အဲ့တော့ကျွန်တော်တို့ဒီကနန်းမှာဆိုလို့ရှိရင်လေပေါ့နော်ဒီနံပါတ်၃ညရဲ့ဖော်ဆောင်မှုကနန်းကဒီကနန်း၃လူလေးရဲ့ကနန်းကြနေတဲ့ဖော်ဆောင်မှုပေးလိုက်တယ်။ကျွန်တော်ဒီနံပါတ်ခွန်ဒီမှာဆိုလို့ရှိရင်ခွန်ခွန်သွဲမှာဆိုရင်ဒီကနန်း3လုံး4ရဲ့အသိပ္ပေကိုကနန်းဖော်ဆောင်မှုပေးလိုက်တယ် ဒါကြောင့်ဒီနေရာမှာကျွန်တော်ကနန်းဆော့မင်းနံပါတ်မှာနံပါတ်နှစ်တွင်းလာတာမို့ရှင်နှလုံးပေါင်းသုံညာဆိုပြီးကနန်းဟာကျွန်တော်ဒီတကွက်ပဲရှိတယ်အဲ့ဒီတကွက်ကဖြင့်နံပါတ်၄နံပါတ်၈နံပါတ်နှစ်ဆိုပြီးကနန်းနံပါတ်၄ဆိုပြီးကနန်းကိုပို့ဆောင်ထားတယ်နော်ဒီဆက်ကွက်ထဲမှာရွေးချယ်လိုက်တာတော့ဒါရှင်းနှစ်တက်ဆိုပြီးကနန်းရွေးချယ်လိုက်တယ်အဲ့တော့ဘာလို့အဲ့လောက်အစင်ကြီးရွေးလိုက်လဲဆိုလို့ရှိပေါ့နော် ကျွန်တော်တို့ဒါနံပါတ်1ကနေစလာဦးပြန်နော်ပြန်ပြီးတော့ရှင်းပြလို့ final move ဆိုလို့နော်ဒီမှာ1တို့ဒီမှာနံပါတ်5ဒီမှာနံပါတ်3ဒီမှာနံပါတ်ညာလို့ပေါ့နော်အဲ့တော့ဒီကနေဖော်ဆောင်မှုကတော့ကျွန်တော်မဖြစ်ဘူးပေါ့နော်သူကဒီနံပါတ်1ကနေနံပါတ်9စဉ်းစားတော့ကျွန်တော်ခဏခဏပြောတာပေါ့ဗျာဒီတကြီးကပေါင်းချင်း6နဲ့စဉ်းစားဦးနော်အဲ့တော့ဒီတစ်ကိုပေါင်းချင်း6နဲ့ဆင်းမှာဒီနံပါတ်9ဆိုရင်ကနန်းကိုရမယ်ဆိုတော့ အခုတစ်ခွန်ကနေဒီနံပါတ်6နဲ့နံပါတ်7ဆင်းမယ်ဆိုရင်ဒီနံပါတ်6ကလည်းသူ့ရဲ့ပေါင်းချင်းတူတယ်ကနံနံပါတ်6နဲ့တာလိုက်ပေါင်းမှဒါလင်ဒီနံပါတ်2ရဲ့ကနန်းကူပဲရတယ်ဆိုတော့ဒီတစ်ခွန်6နဲ့ကကနန်းတူပေါင်းနေတဲ့16ပေါင်းရင်ခွန်66ပေါင်းရင်နဲ့ဆိုရင်ကနန်းစုံတွဲဆင်းတဲ့နံပါတ်ဒါကြောင့်ဒီနံပါတ်5နံပါတ်2နံပါတ်4နံပါတ်7ဆိုရင်ကနဒီနံပါတ်5ကိုပေါင်းချင်းခွန်တဲ့သူကကနန်းစော်ခေတယ်ဗျာ ငါ့ဥပေါင်းချင်းခွန်နဲ့ဆိုရင်ဒီနံပါတ်နဲ့ရသလိုပဲနံပါတ်၄နဲ့တက်ကစားလို့ရှိနေဒီနံပါတ်၄ကိုပေါင်းချင်းတူတဲ့နံပါတ်ခွန်ဆိုရယ်ကနန်းနေတာဒီပေါင်းချင်းတူမှလာနံပါတ်၁ရမယ်ဆိုတော့ငါ့နဲ့၄တည်းအတိုင်းတမျိုးပဲဖြစ်တယ်ဒါကြောင့်ဒီနံပါတ်3နံပါတ်3နံပါတ်3နံပါတ်9နံပါတ်9ရဲ့ကနန်းထဲတာလေဒီနံပါတ်3ရဲ့ပေါင်းချင်းတုံညာနေပါတာလေ3တုံညာမှလည်းဒီနံပါတ်3ကိုရခဲ့တာမို့ဒီနံပါတ်9ဆိုတာဒီတုံညာဆိုတဲ့ကနန်းနဲ့ လိုက်ဖက်နေတဲ့နံပါတ်မျိုးနဲ့ပေါင်းအောင်ပါဘူး၉တုံညာမှာဒီနံပါတ်၉ကိုရတဲ့ကဏ္ဍမျိုးဖြစ်တယ်လို့အခုဒီနံပါတ်၃ညာဆိုတဲ့ကဏ္ဍအောက်မှာနံပါတ်၇နံပါတ်၄နံပါတ်၁ဒီ၃ညာကိုဆောလိုက်တဲ့ကဏ္ဍဒီနှစ်ပေါင်းချင်းခုနှစ်ဒီနှလုံးခုမှာသူနံပါတ်ခုံပေးတဲ့ဒီခုံနဲ့ပဲကျွန်တော်ကဏ္ဍကိုဆက်ပြီးတော့ကစားမှာဖြစ်တယ်အဲ့နံပါတ်ခုံဒီ၄ခုံဆိုတဲ့ကဏ္ဍပေါင်းမှာနံပါတ်၁ဆိုတဲ့ကဏ္ဍကိုကြားတယ် အဲ့လိုကြတဲ့ကနန်းရဲ့ရည်ရကြဆိုဒီနံပါတ်ခေါ်နံပါတ်6နံပါတ်နဲ့ဆိုရင်ကနန်းငါဆိုရင်ကနန်းကိုဖြစ်ပေါ်လာတာနေကျွန်တော်တို့ဒီခွန်6နဲ့ဆိုရင်ကနန်းအဖြစ်ငါလို့တွဲပြီးတော့စော်ခဲ့တယ်။ဒါကြောင့်ဒီပွဲမှာဆိုနံပါတ်နဲ့နံပါတ်၄နံပါတ်၁ဆိုရင်ကနန်းခွန်ဆိုရင်ကနန်းဖြစ်ခဲ့လို့ကျွန်တော်တို့ဒီကနေပြီးတော့သူ့နဲ့ကနန်းတန်းတူချနေတယ်။နံပါတ်၅နံပါတ်၄နံပါတ်၃ယောက်လည်းခွန်ဖြစ်စော်ခဲ့တယ်။ကျွန်တော်တို့ဒီနေရာမှာဆိုလို့ရှိရင်နံပါတ်၃နံပါတ်၉နံပါတ်၉က တက်လို့ဒုံကူကူကတက်လို့ဖြစ်တဲ့အတွက်နံပါတ်၄နံပါတ်5နံပါတ်3ရောက်တက်လို့ကျွန်တော်စော်ခေတယ်အခုဒီနေရာမှာကျွန်တော်စော်ပြလိုက်တာခွန်နံပါတ်9နံပါတ်၄နံပါတ်3ဆိုဒီကနေ့သုံးလုံးနဲ့ဖြစ်စဉ်ဖြစ်နေတာမို့ကျွန်တော်သူ့အတိုင်းပဲ38လေးဆိုဒီကနေ့နံပါတ်1လို့စော်ခေတယ်အဲ့ဒီနေရာမှာလေထိုင်ကိုစော်သွားတာတော့ဒီကနေ့နှလုံးနှစ်ကိုဒီနံပါတ်6နဲ့6နဲ့1လို့ကျွန်တော်ထည့်ပေးမှတာလေး ဒီကသွားမယ်ည66ဆိုရင်ကနန်းရဲ့အဓိပ္ပာယ်ကဘာကိုသွားမလဲနံပါတ်၄ဆိုရင်ကနန်းကိုသွားတယ်66နဲ့ဆိုရင်ကနန်းရဲ့အဓိပ္ပာယ်ကိုသွားပေါ်တယ်အဲ့တော့ဒီကနန်းနှလုံးရှစ်ကြည့်ရနံပါတ်6နဲ့နံပါတ်နဲ့8လို့သူထည့်ပြီးမှတာလေကျွန်တော်တို့ဒီကသုံးလုံးခုံခုံသွေးထားတယ်ဒီနှစ်ကနန်းနှလုံးက၃ညနှစ်နှစ်ဆိုရင်ကနန်းကိုနံပါတ်၄ဆိုရင်ကနန်းကိုသွားပေါ်တယ်ဒါကြောင့်ကျွန်တော်ဒီသုံးလုံးတေသုံးလုံးတေလို့တွဲကစားသွားပြီးမှ ကျွန်တော်ဒီနံပါတ်9နဲ့3နံပါတ်6နဲ့နံပါတ်3တို့ထည့်လိုက်တဲ့ခွန်ခွန်ဆိုတဲ့အတွေ့အစီသုံးများခွန်ခွန်ဆိုတဲ့ကနံပါတ်4ဖြစ်တွဲခေါ်လာတဲ့ကနံမျိုးတွတ်တွေ့ရမယ်ဒါကြောင့်မို့ဒီကနံ3လုံး2ကိုကျွန်တော်ဒီ3လုံး2လို့ထည့်ပေးရနံပါတ်8ဒီကနံ3လုံး9ဒီကနံ3လုံး9လို့ထည့်ပေးမှဒါလင်ရှင်လုံးပေါင်းသုံးများရမယ်ဒီ4ထည့်အဲ့ဒီ4ရှင်းနေဆိုရင်ကနံ3လုံးက4ဖြစ်ကနံစီးဆင်းမဲ့နံပါတ် ကျွန်တော်ရွေးချယ်အကောင်းဆုံးရွေးချယ်ပေးလိုက်တာတော့ရှင်းလုံး၃ညာဆိုလို့ရှင်၈နှစ်ဆိုလေကနန်းမရှိတယ်ဒါကြောင့်ကျွန်တော်၈နှစ်တည်းအသေးပေကိုဒါကနန်းပြသွားတာဖြစ်တယ်။နာကဲလက်မလေးတစ်ချက်ထောင်းပါအဲ့ရနဲ့ပတ်သက်လို့ကျွန်တော်လက်ဆောင်အနေနဲ့ဒီတကြီးအနေနဲ့ကနန်းထဲလို့ဒါအဲ့ညာမဲ့ဘယ်နံပါတ်မျိုးဖြစ်နိုင်လဲဆိုရင်တော့အဲ့ညာမှာကျွန်တော်ဘယ်နံပါတ်မျိုးတွေဖြစ်နိုင်လဲဆိုရင်ဒီနံပါတ်တွေကိုလည်း sort တင်ပါလေ။ နော်ဒီနဘကလေးဒါစောတင်နံပါတ်ထဲမှာတော့ပါပါလေဒါ3ည3တော့ပြောင်းပြန်ဖြစ်နေတယ်ပေါ့နော်စောစောဒါတော့စောတင်နံပါတ်လေးတွေပြောပြလေနော်ဒါလေးတွေကစောတင်ပါလေဒီနဘလေးစောတင်ပါလေဒီနဘကတဲ့နေပါလေတပြုတ်ပြုတ်မထွက်လာလိမ့်ပေါ့နော်ဒါလေးနှစ်ခွန်ဆိုတော့ပါဖြစ်မလဲဆိုတော့တနစ်တနစ်ပေါ့ဗျာပါဝါနှစ်ခတ်ဒီကနန်းစောလိုက်ဒီမူသေးကပေါ့နော်ပါဝါဒီနှစ်ခတ်ဒီတွဲခဲလာရင်လေအေးမိမိနေနဲ့ ဆော့တင်တဲ့နံပါတ်တွေတော့အကြံပေးခဲ့ပါလေเนาะအဲ့တော့ဒီမူနဲ့ပတ်သက်လို့ကျွန်တော်ကရှင်းနှစ်တက်လို့ရိုက်ထားတဲ့ခါကြတော့ဗောနော်အဲကျွန်တော်တို့ဂျာဦးနှစ်ရှစ်တက်အနေနဲ့များကဏ္ဍထွက်လာရင်ပေါက်စီဘူးကဏ္ဍသုံးလုံးတူလို့မရပါဘူးကဏ္ဍတဲ့တဲ့မှာပေါက်မှာမို့လို့နော်ရှစ်နှစ်အတွက်အနေနဲ့လေကဏ္ဍတစ်ချက်လေးဒါကျွန်တော်ပြောသွားပါလိမ့်မယ်နော်အဲ့တော့ရှင်းနှစ်တက်ရှင်းနှစ်တက်အနေနဲ့ရိုက်မယ်ဆိုလို့ရှိရင်ဗောနော် တော့ဘယ်လိုတွတ်ကြမလဲဆိုလို့ရှိရင်ဒါဟိုစောစောပြောလိုက်တယ်ပေါ့နော်ဒါတင်းနဲ့6နဲ့ပေါ့ရင်ခွန်6နဲ့6နဲ့ပေါ့ရင်နစ်ပေါ့နော်9နဲ့9နဲ့ပေါ့ရင်နစ်4နဲ့9နဲ့ပေါ့ရင်တိ3နဲ့3ညနဲ့ပေါ့ရင်3 9နဲ့3ညနဲ့ပေါ့ရင်9နော်3ညနဲ့9နဲ့ပေါ့ရင်ခွန်4နဲ့9နဲ့ပေါ့ရင်တိနော်အဲ့တော့ဒီကနန်းရဲ့စီစဉ်မှုလေးကိုတစ်ချက်ပဲယူမယ် အဲ့ဒါဒီတကြီးကို6နဲ့ပေါင်းရင်ခွန်ကြီးကြားတယ်ဒီ6ကြီးကို6နဲ့ပေါင်းလို့ရှိရင်နှစ်တစ်ချက်ပဲယူတယ်နံပါတ်5ကိုခွန်နဲ့ပေါင်းလို့ရှိရင်နေရမယ်နံပါတ်6ကိုခွန်နဲ့ပေါင်းရင်တစ်တစ်ချက်ယူသွားလိမ့်မယ်နော်အဲ့ဒါဒါနံပါတ်3ကို3ညနဲ့ပေါင်းလို့ရှိရင်ဒါ3ညနဲ့ပေါင်းရင်3နံပါတ်9လည်း3ညနဲ့ပေါင်းရင်9ဆိုတာတစ်ချက်ပဲယူမယ်ဒီကနမှာနံပါတ်3ကိုခေါ်နေပေါင်းရင်ခေါ်နံပါတ်4ကိုခေါ်နေပေါင်းရင်တက်နော် တစ်ချက်ပဲယူမယ်ကဲတစ်ချက်ယူပြီးတဲ့အခါမှာဒီရပဲကနန်းတွဲလိုက်မယ်နော်အဲ့တော့ဒီရနံပါတ်6ဆိုတဲ့ကနန်းကိုကျွန်တော်တို့နိနေပေါ့နော်ကနန်းတွင်းပါပေါ့နော်အဲ့ကနန်းကိုကျွန်တော်အပေါ်ခေါင်းကနေလမ်းတွင်းမယ်ပြန်နော်အပေါ်ခေါင်းနေတွင်းမယ်ဆိုတော့ဒီမှာကာလာလေးချစ်လိုက်မယ်ပြန်နော်ဒီနံပါတ်6ကိုထဲမယ်ပေါ့ကျွန်တော်တို့ဟိုဟာလေးနဲ့ထဲမယ်ပြပါပါလေးနဲ့ထဲမယ် ပါပါလေးနဲ့ထဲမယ်ဆိုဒီကနန်းနှလုံး6ကို3လုံး1ကနေလမ်းထဲမယ်နော်ဒီ3လုံး1ကနေလမ်းထဲမယ်အဲ့တော့ကျွန်တော်ဒီနစ်နစ်တက်မှာဆိုလို့ရှိရင်ဒီကနန်းနှလုံး6အဲ့6ကိုပါပါလမ်းထဲလို့ရှိရင်96နစ်ဆိုရင်ကနန်းကို3လို့လမ်းထဲမယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာခွန်ခွန်9မှာဆိုရင်ဒီကနန်းနှလုံး9 9ရဲ့ပါပါကိုလမ်းထဲမယ်ဆိုရင်ဒီကနန်း3လုံး4နဲ့လမ်းထဲမယ်နော် ဲ့တော့ကျွန်တော်တို့ဒီကဏ္ဍလုံးသုံးသုံးရပါပါရှစ်ကိုလမ်းထဲမဲ့ဆိုသုံးညာသုံးညာရှစ်ဆိုလေကဏ္ဍလမ်းထဲမဲ့နော်ဒါကဘာလို့လမ်းထဲလေပါပါဆိုလေကဏ္ဍလမ်းထဲမဲ့နော်အဲ့တော့ဒီကနားနှလုံး6ကိုကျွန်တော်တို့ဒီ3လုံးတက်ကနေလမ်းထေတွေကနားကိုပြောပြတယ်။နော်အဲ့ဒါပါလေ6တက်ဆိုဒီကနားပါ哦လမ်းထေတွေကနားဒါတော့ကျွန်တော်တို့ဒီကနားနှလုံး8အဲ့ဒီ8ကနေပြီးတော့နံပါတ်3ဆိုဒီကနားကိုလမ်းထေတွေကနားပေါ့နော်အဲ့ဒါ83ဆိုဒီကနားလမ်းထေတွေ ကျွန်တော်ဒီကနားနှလုံးအားဆိုကိုပေါ့နော်အဲ့ဒီကိုကနေသူ့ပါပါနံပါတ်လေးကိုလန့်ထင်မိဒီခွန်ခွန်လေးဆိုဒီကနားလန့်ထင်အဲ့တော့ကျွန်တော်တို့ဒီကနားနှလုံးသုံးကြထားတာမို့သူ့ရဲ့ပါပါနံပါတ်၈ကိုလန့်ထင်မိနော်သူ့ညာသူ့ညာရှယ်လို့လန့်ထင်မိဆိုရှစ်တဲ့ဒီနေရာမှာကျွန်တော်တို့ကပြောတော့ပေါ့ဒီရဲ့ကနန်းတော့အပြင်ကနန်းတလုံးတော့ထည့်ပြရမယ်မထည့်လို့မရဘူးဒီသုံးလုံးလေးရတော့ဒါလေးပင်ဆိုင်ကတော့ကျွန်တော်ကနန်းပေးမဖြစ်ရဘူး เนาะဒါအမှန်တိုင်းပြောတယ်ပေါ့เนาะအဲ့ဒီသုံးလုံးလေးရတော့ကဏ္ဍဖြုတ်ပြီးလို့မဖြစ်ဘူးပေါ့เนาะအဲအဲ့ဒီကဏ္ဍသုံးလုံးလေးရကဏ္ဍဖြုတ်ပြီးလို့မရဘူးပြန်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်ဒီကဏ္ဍသုံးလုံးလေးကိုတော့မဖြုတ်ဘူးပေါ့เนาะဒီ966ဆိုတဲ့လေးတော့ကျွန်တော်ဖြုတ်ပြီးမှတော့မဟုတ်ဘူးပေါ့เนาะမဖြုတ်နိုင်ဘူးသူကကဏ္ဍကအဲ့လိုအဲမှာတပါဝကြတဲ့နံပါတ်မျိုးဖြစ်တယ်နော်ဒီ၃လုံးလေးတော့ကျွန်တော်တို့အနေနဲ့တော့ကဏ္ဍ ချေသွားပြီးမှပဲဖြစ်တယ်နော်အဲ့တော့ဒီကနန်းသုံးလုံးလေးနေနေကျွန်တော်ဟိုဘက်ကပြောင်းပြန်ဖြစ်နေမှာဆိုလို့ဗျာအဲဟိုဘက်ကကျွန်တော်ချလိုက်တာကတော့ကြကနန်းအာဘက်ကကြာရင်လေဒါဒီလူမျိုးမတွေ့ပြဘူးကိုလို့ပြောမှာဆိုလို့နော်အဲကေကျွန်တော်ရှင်းနေတဲ့ဆိုတော့ကနန်းရှင်းနေတဲ့ထွက်တော့ဟုတ်တယ်ဒီလိုထွက်လာလို့ရှိရင် နေစီကူကပြားလာရှစ်နှစ်တကြီးထွက်တာဒီလိုထွက်တယ်ဒီလိုပြိုင်ဒီလိုထွက်တယ်ဖြစ်မှာဇိုးလို့ဇိုးပြီးတော့ဒါပြိုင်ပြီးတော့ကနန်းကိုရှင်းပြခြင်းဖြစ်တယ်နော်ဒါကြောင့်နေစီကူရဲ့ကနန်းကတွက်လိုက်တဲ့ကနန်းသုံးလုံးဆိုရင်လည်း तू ဘယ်လိုပြန်ကြနိုင်လဲဆိုတာကိုကိုကဒါရှင်းပြတာပေါ့ဒါလည်းရှင်းပြတာပေါ့နော်တကယ်တမ်းကျတော့ तू ကလည်းဒါ okay တာပေါ့အဲအကိဒါမျိုးထွက်လာခဲ့လို့ရှင်အကြည့်တဲ့လူတွေကအဲ စိတ်ထဲမှာပေါ့နော်အဲလိုဖြစ်သွားမှာကြောက်လို့အဲ့တော့ကျွန်တော်ရှင်းပြလိုက်ပြီကတော့ဒီကနားနှလုံးချောက်ဟိုဒါသုံးလုံးတည်းနေနေရိုက်တဲ့ဒါတော့နောက်ကနားတော့အငြိမ်ပေးထားတယ်ပေါ့နော်ဒီရှင်းကြည့်ရတော့သုံးလုံးသုံးနောက်ကနားအငြိမ်ပေးထားတယ်ဒီကိုတော့သုံးလုံးလေးနောက်ကနားအငြိမ်ပေးထားတယ်ဒီနှလုံးသုံးသုံးလုံးရှင်းနောက်ကနားတည်းအငြိမ်ပေးပြီးမှတော့လေဒါကျွန်တော်ဒီသုံးလုံးလေးကိုဒါကနားတော့တက်ရိုက်မှာဖြစ်သေးအဲ့ဒီကနားသုံးလုံးလေးတက်ရိုက်ရင်တော့ဒါနှစ်ရှစ်တည်းအနေနဲ့ final မှာနောက်ပေါက်လုံးရှင်းပြပါလေနော် ါတော့ကျွန်တော်ခြားတာတော့ရှင်းနေတယ်အဲ့တော့ဒီနေရာမှာပေါ့အကြံပေးချင်တာကတော့ဒါတော့ကျွန်တော်နစ်ကြီးနဲ့ရိုက်တယ်ကြားတယ်အတန်းရိုက်တယ်ဒီရှင်လုံးပေါင်းတုံညာအနေနဲ့ကတော့နောက်ရှင်ပေါင်းတုံညာအနေနဲ့တော့ကျွန်တော်တခြားမှုလေးတွေနဲ့ကနန်းတိုက်ရင်လည်းတိုက်တယ်လို့တင်ပေးမိနော်အဲကနန်းဘေး တဘောကူတစ်ဖြစ်မလားတုံညာတုံညာလားတကူလားနှစ်ရှစ်သုံးခုဘာပဲဖြစ်ဖြစ်ပေါ့ဗျာကျွန်တော်ဟာနဲ့ကျွန်တော်အစီအစဉ်နဲ့ကျွန်တော်ဒါလေးလည်းကြည်ပြီးတော့ကျွန်တော်လုပ်ပေးမှုပေါ့နော်အဲ့တော့ရှည်လုံးပေါင်းတုံညာအနေနဲ့တော့ဒါနှစ်ရှစ်တစ်ဖြစ်မယ်ဒါရှစ်နှစ်တကူပဲကနန်းတွက်ချက်မှုအရာပဲအဲ့ဒါနင်းစီကိုအခုလိုပိုင်ပိုင်နိုင်နေတော့ရှင်းပြသွားပါလိမ့်ဗျာနော်ကေဖိုင်နယ်မူလည်းပြီးပါပြီမနစ်ဖြင့်ကျွန်တော်ကနန်းထုတ်ပါမယ်ထုတ်ပြီးမှကျွန်တော်အေးအေးဆေးထုတ်မှရတယ်နော်အဲ့တော့ logic 30တော့ကျွန်တော်ကနန်းထုတ်လို့မရပါဘူးဒါကျွန်တော်မူလေးတွေကျွန်တော် မျက်စိညောင်းပြန်ကြည့်ရပါသေးတယ်မျက်စိညောင်းပြန်ကြည့်ပြီးမှန်တာလင်ဒါကျွန်တော်တို့စဉ်းစားတွေးခေါ်ပြီးတော့အရှင်လုံးတုံညာမှာဆိုရင်ဒါရှင်းနှစ်တမနဲ့တခြားနံပါတ်တိထက်မှန်တာရှိလားတဘောတခြားထိပ်စီဒါတော့နီရတော့ quality ဆိုဒီနံပါတ်ပေါ့အအရန်တို့အကတို့အနေနဲ့လေကြည်ပြီးတော့ဒါစဉ်းစားပြီးမှကျွန်တော်ဒီပတုတာကိုထုတ်သွားမှလေးဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့အနေနဲ့အခုတက်ပြနံပါတ်ကတော့ရှင်းနှစ်တဆိုရင်ကနန်းကြီးဟာဆိုရင်လေ final move မှာအကောင်းဆုံးအနေနဲ့ပဲ ပြန်လဲထိုးရှင်းသွားပြီးတဲ့နံပါတ်ကြီးဖြစ်ပါတယ်เนาะကျန်တာတော့မိမိအနေနဲ့ဒါတွေးခေါ်စဉ်းစားပြီးတော့လေးဆောင်းနိုင်ပါတယ်လို့เนาะအဲ့တော့ကျွန်တော်နှစ်ကွယ်လုံးရှင်းပြလိုက်ပါပြီကဲကျေးဇူးတင်ပါတယ်